ောဓလမင်းကြီးကမြတ်စွာဘုရားမြတ်စွာဘုရားညကတပည့်တော်အိမ်မက်ထဲမှာလူတွေကလေရေအိုးကြီးတစ်လုံးရေပြည့်နေတာကိုအဲ့ဒါဘာအကျိုးရှိတယ်မသိပါဘူးရေတွေထထပြီးတော့လောင်းထဲနေတာရေတွေကစမ်းကြပြီးတော့ပွက်တွေထားတော့မြင်လို့မကောင်းအဲ့ ရေအိုးကြီးနားမှာဘာရေရစက်မှမရှိတဲ့ရေအိုးငယ်လေးတွေအများကြီးပဲဘယ်သူကမှဒီရေအိုးငယ်လေးကိုရေဖြစ်ရကောင်းတယ်ရေလို့မအောင်မေးကြဘူးဘယ်သူမှရေမဖြစ်ကြဘူးအဲ့ဒီရေအိုးငယ်လေးတွေပြည့်တော့အိမ်မက်တဲ့အောင်မေးမိတယ်ဒီလူတွေဘာလို့ဒီရေအိုးကြီးတဲ့ရေအဲ့လောက်ထဲ့နေကြတာတော့ဘေးနားမှာရေမရှိရေတစက်မှမရှိတဲ့အိုးလေးတွေတချို့ပေါက်တဲ့အိုးကပေါက်လို့ဒီလိုကွဲတဲ့အိုးကကွဲလို့ ဖယုဖယဖြစ်နေတာဒီရေအိုးလေးတွေကိုရေထဲ့ပါတော့လားဘယ်သလိုအိမ်မက်ထဲ့မှာခင်ဗျာနောင်ဟာဒီအိမ်မက်ရဲ့အကျိုးပြကဘယ်လိုရှိပါသလဲဆိုတော့ဖယားလျှောက်တော့ဘယ်သလိုဒီအိမ်မက်ရဲ့သဘောတရားကဘယ်လိုလဲဆိုတော့နောင်ကာလရလို့ချင်းတရားမဆောင်နဲ့တရားပြတ်တဲ့မင်းနေအုပ်ချုပ်ကြတဲ့ကာလ လူမိုက်တွေကြီးစိုးလာတဲ့ကာလအဲ့လိုကာလမျိုးတွေကြောက်လာလို့ရှင်လောကမှာဇာတုအာနာစီစဉ်ဥစ္စာလောက်ဝယ်ရှိထားတဲ့လူမိုက်တွေဟာသူတို့အကျိုးစီးပွားကိုပဲသူတို့ကရှေ့ရှုပြီးတော့နေတယ်။တရားပြတဲ့ပုဂ္ဂိုလ်တွေတရားမဆောင်တဲ့ပုဂ္ဂိုလ်တွေဆိုတော့ဘုံကံကလည်းနေတယ်။ ရောတရားတွေလက်မခံတဲ့ကာလရောက်လာတဲ့ခါဝိတ္တမလောဘဝိတ္တမဒေါသတွေနဲ့ပျက်စီးရပျက်စီးချောင်းလုပ်တဲ့အများကြီးတုတ်ကြတဲ့ခါလောကကြီးအကုန်လုံးဖေယောဖယဲပျက်စီးပြီးတော့လာဇာတိဥရုတွေမမှန်အစာအသောက်တွေကလည်းပဲအစီဩဇာမရှိအကြောင်းမျိုးမျိုးပေါ်လေပျက်စီးလာကြအမျိုးမျိုးအခက်အခဲအကျက်တွေကြုံတွေ့ပြီးတော့လာကြရတယ် ဲ့လိုကြုံတွေ့နေတော်လဲပဲမိုက်မဲတဲ့မင်းဆိုမင်းညက်ဒါမှမဟုတ်လေယာရုအာနာ စီစဉ်လက်ဝဲရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေဘလို့ဖြစ်ဖြစ်ဘသူသေးသေးငတိမာရင်ပြီးရောဆိုတာမျိုးသူတို့အကျိုးစီးပွားကိုပဲသူတို့ကရှေ့ရှုပြီးတော့ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းတဲ့အနေအထားမျိုးကိုလက်အောက်ငယ်သားတွေကိုဌာနဆိုင်ရာအကြီးအကဲတွေကကိုလက်အောက်ငယ်သားတွေကို ကိုကျိုးစီးပွားအတွက်နှိမ့်ဆက်ညှင်းပန်းပြီးကိုကျိုးရှာတဲ့အနေအထားမျိုးတွေဖြစ်လာလိုက်မယ်ပေါ့သဘောကအဲ့လိုနော်ဒီမှာကဘာဖြစ်လို့လဲဆိုတော့အဲ့လိုကိုကျိုးရှာကြတဲ့အခါသူတို့ကကျတော့အစမတန်ချမ်းသာလို့တခါတည်းရေရေအိုးကြီးပြည့်နေတယ်လို့ပဲဒါတော့ပြည်နေတော့လည်းပဲဂျန်နေတဲ့ငယ်သားတွေပြည်သူပြည်သားတွေကသူတို့အကျိုးစီးပွားပဲရှားပြီးနေရတယ် ကြောက်လို့အနှိမ့်ဆက်ခံရမှာဆိုလို့ရံပြုမှာဆိုလို့အကြောင်းအမျိုးမျိုးပေါ်တယ်။တို့လည်းအောက်ကရုံမထွက်နိုင်လို့အကြောင်းမျိုးမျိုးရှိမှာပေါ့။ကိုမိသားစုစာဝတ်နေရေးကိုစာဝတ်နေရေးကိုမိသားစုစာဝတ်နေရေးပညာရေးဘာမှမလုပ်နိုင်ဘူး။နော်ဥပမာဆိုကြတော့ဒီနေ့ခက်ဆိုင်ဥစဉ်တော့အမျိုးသားတွေကသက်ဆိုင်ရာအကြီးအကဲတွေရဲ့ကိစ္စတွေလိုက်လုပ်နေရမိသားစုစီဝါရေးမလုပ်နိုင်ဘူး။မရုံနိုင်တော့အင်ရှိတဲ့စာဝန်တွေမပြည့်လဲ။ ဘာဝတိမပြတ်လို့ပညာရေးလည်းပဲပညာတတ်မြောက်အောင်မသိနိုင်ပညာရေးလည်းပဲနိုင်ကြအစစရာရာဆင်းရဲကြက်တယ်ပြီးတော့ခေါင်းပါပြီးတော့ကွာနော်ဒီနေ့ခေတ္တရာမြင်နေရဒီသဘောမျိုးပဲဖြစ်လာလိမ့်မယ်ပေါ့နော်။အောင်ကြရင်အဲ့တုန်းကတော့ပေါ်လာမင်းအမတ်တာကတော့ဘုရားလက်ထက်ကအဲ့ဒါအကြီးအကဲလောက်ပိုင်ခွင့်ရှိတဲ့ပုံကိုယ်တွေကချမ်းသာပြည့်ကြည်တဲ့ချမ်းသာပြည့် ပြင်းနေတဲ့အိုတွေကိုထတ်လောင်းနေသည့်ပမာများစွာသောပြည်သူပြည်သားတွေနဲ့လောက်အောင်မေတ္တာတွေသူတို့ကြိုးစည်းပွားတွေဒီလောက်နေရအဲ့တော့သူတို့ကဘယံဗဒာသုံးဆွဲနေတာတချို့တချို့လောက်ပိုင်ဝင်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းအဝိုင်းတွေကိုကြည့်လိုက်လေဥစ္စံတော့မကုံတင်ပဲနဲ့ဖြုံပြီးနေတာတွေဘယံဗဒာစိမဲ့ကမ်းမဲ့သုံးဆွဲနေတာတွေမြင်ရလား ိုးသူတို့ဖမ်းတင်နေရတယ်သူတို့ကျိုးစီးပွားကိုရှာဖွေလောက်ကင် ပြီးနေရတယ်တာမန်အခြေခံပုံကိုတွေကတော့ထမင်းတလောက်တောင်မှနတ်မအောင်မနဲ့ကျိုးစားပြီးရှာဖွေနေရတဲ့လူတွေဖြစ်နေတဲ့အနေထားမျိုးနော်အဲ့အနေထားမျိုးရေဝီရေတွေလောင်ရှာကြပွက်ပေါက်နေတယ်လို့သုဘံဝေယနာဓာတုအာနာစိစဉ်ဥစ္စာရှိထားတဲ့ပုံကိုတွေကကြတော့ဘယံပါတာပွက်ပေါက်နေအောင်သုံးဆွဲနေနိုင်ပြီမဲ့လို့ငွေကိုလေးလို့ရေလို့သုံးနိုင်ပြီမဲ့လို့ တို့ကျိုးစီဝါဒဆောင်ရွက်နေရတဲ့အဖွဲ့အစည်းတွေစီဝါရေးလုပ်ငန်းတွေအုပ်ချုပ်ရေးလုပ်ငန်းတွေအားလုံးမှာပါဝင်နေကြတဲ့အောက်ခြေပုံကိုယ်တွေကကြတော့ထမင်းတလုံးကိုခက်ရခက်စထမင်းတောင်နတ်မှအောင်မစားနိုင်တဲ့အနေအထားမျိုးတွေဖြစ်လာမယ်ဘော။ဒါဟာရည်ပြည့်နေတဲ့အိုးကိုထတ်ထတ်လောင်းတန်းနဲ့တွေ့ပြီးတော့နိုင်ပါနေတဲ့ပုံကိုယ်တွေကိုပြန်မကြည့်တဲ့ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါမှာအောက်ကလူတွေပို့ပြီးတော့ဆင်းရဲကြက်တဲလာပြီးတော့ ဘာမှဥစ္စာနှစ်ခုမှစုဆောင်းမထားနိုင်တဲ့အခွန်ပဲရှိတဲ့အိုးငယ်တွေနဲ့တူတဲ့ဘာစီဝါရဲ့ပစ္စည်းဥစ္စာမှလက်ဝဲလက်ကင်မထားနိုင်တဲ့သူတွေနဲ့တူတဲ့အိုးအခွန်နဲ့တူတဲ့အနေထားမျိုးတွေဖြစ်လာလိမ့်မယ်ပေါ့ဒီလိုအိမ်မက်ရဲ့အကျိုးသက်ရောက်မှုရှိမယ်ပေါ့နော်ဒါအိမ်မက်ကြောင့်ဖြစ်တာတော့မဟုတ်ဘူးနော်နောက်မှဖြစ်လာမယ်အနေထားပြောပြတာဒါဘယ်ဥစ္စာတော့သဘောကပြားလေးက စီပြိုးကြီးထလောင်းမိချီနီအိုငယ်ဒီမင်းဗန္ဒာတာတိုးအောင်ရှာမြို့ရွာနာလိုက်မီဘုရားမဟာဝိတ္တဒါယုံဆရာတော်ဘုရားကြီးကတော့ရေပြည့်လျာအိုးခံကြီးကိုအချင်းဤအိုးငယ်ရန်ပြည့်ရာမှာထက်ကလောင်းလို့ မရှိရင်ဦးငယ်ပေါင်းကိုစောင်းမကြည့်ပြန်မင်းကြီးထံသုံးရန်မှုများဘုဆာသုံးရန်ဘုကိုစာအိမ်တော်မူကိုစောင့်မရှုအားနော်အေးသက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးစီးပွားကိုတော့လုပ်နေရပြီကိုအကျိုးစီးပွားကိုတော့ဘာမှလုပ်ခွင့်မရကြဘူးဒါကြောင့်မို့လို့အစအစရဲ့အထွေထွေတက်တဲဆင်းရဲလာကြတယ် ပြည်သူတွေကိုပြောတယ်။ငယ်သားတွေကိုပြောတယ်ပေါ့။အဲကြတော့အထအောင်အလို့ရှင်လို့သမားဌာနဆိုင်ရာကြီးခဲ့တဲ့ဆက်အထအောင်အကုန်လို့ပြမျက်တာတာကိုချင်းစာတရားမွေးပြီးတော့တရားချင်းနေမျိုးကိုမရအောင်။ဒုစားကြဖို့အပြလက်မြစ်တာထားကြဖို့လုံမယ်ပေါ့ဗျာ။